တခုတော့ရှိတယ်အင်္ဂလိပ်စကားပြောအမြန်တိုးတက်ချင်တယ်ဆိုရင်တော့မရှက်မကြောက်လိုက်ပြောနေဖို့လိုတယ်နေ့စဉ်လေ့ကျင့်နေဖို့တော့လိုတယ်နော်ဟုတ်ပြီဒါလေးတွေအတူတူလိုက်ပြီးတော့မှလေ့ကျင့်ကြအောင်နော်အမိုက်မချနဲ့အမိုက်မချနဲ့ဆိုလိုပြောတယ်အမိုက်မချနဲ့ဒါတွေအကုန်လုံးက don't plus verb 0 base verb နော်ဒါနဲ့ရေးပြရမှာတခုခုကိုဟလာမလုံးနဲ့မစားနဲ့မသွားနဲ့မလာနဲ့အဲအဲ့လိုမျိုးဆိုရင် don't verb 0ဟုတ်ပြီအမိုက်မချနဲ့အဲ့ဆိုရင် don't ချီချီပေါင်းတုံးပါဖြစ်မယ်အမိုက်ချသည်ဆိုတော့ verb ချီအဲ့ဒါပါပဲ litter l i t t e r litter တုံး litter တုံး litter အမိုက်မချနဲ့အမိုက်မပြည့်ရဆိုရင် no littering အဲ့လိုပြောလိုက်ရတယ်ဟုတ်ပြီဒီမှာကားမရနဲ့ကားရက်တာကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲ don't park p a r k park noun အနေနဲ့တော့ရင် banjan verb အနေနဲ့တော့ရင် ဲ့လားကားရက်တီးပေါ့နော် don't park here ဒီမှာကားမရက်နဲ့ငါ့ကိုမညာနဲ့ don't lie to me don't lie to me ငါ့ကိုမညာနဲ့မရှက်နဲ့မရှက်နဲ့ဆိုရင် don't ရှက်တာဆိုလို့ပြောတယ်ရှက်တော့ဆိုရင်ဒါ adjective sh1 shine ဆိုတာ adjective adjective ကို verb ဖြစ်နေဆိုရင် have to be နဲ့တွဲပေးရတယ်။အဲကြောင့်မလို့ grammar နားလည်ဖို့လိုတယ်ဆိုတော့အဲ့ဒါကိုပြောတာနော်။စကားလုံးတစ်လုံးတွဲလိုက်တာနဲ့ဒီစကားလုံးက noun လား verb လား adjective လားဒါခွဲကိုခွဲတာပဲ။အဲကြောင့်မလို့ don't shy မဟုတ်ဘူး။ don't be shy ။ငါကို sorry မရှက်နဲ့အဲ့လိုပြောရနော်။ don't be shy မရှက်နဲ့။အဲ့ဒါကိုမထိနဲ့။ထိတာဆိုရင် touch မထိနဲ့ဆိုရင် don't touch don't touch အဲ့ဒါကိုဆိုရင် that don't touch that အဲ့ဒါအောင်မထိနဲ့အဲ့ဒါအောင်မထိနဲ့ don't touch that ဟုတ်ပြီမကြောက်နဲ့အဲ့ဆိုရင် don't be afraid afraid ဆိုတာလေ adjective ပဲအားကြမလို့ have to be ready ပြရတယ် don't be afraid မကြောက်နဲ့တကားကိုဖွင့်မထားနဲ့တကားကိုမဖွင့်နဲ့နဲ့တကားကိုဖွင့်မထားနဲ့မတူတကားမဖွင့်နဲ့ဆိုရင် don't open the door တကားကိုဖွင့်မထားလဲဆိုရင် don't leave the door don't leave the door open တကားကိုဖွင့်မထားနဲ့အဲ့လိုပြောရအောင် don't leave the door open တကားကိုဖွင့်မထားနဲ့မဖွားနဲ့ don't make a mess don't make a mess အဲ့ဒါမဖွားနဲ့ don't make a mess မဖွားနဲ့လမ်းမလျှော့နဲ့လမ်းမလျှော့နဲ့ don't give up အရှုံးမပေးနဲ့လမ်းမလျှော့နဲ့အဲ့လိုပြော don't give up give up နားကိုမလောင်နဲ့အဲ့ဆိုင်လိုပြောမှာလောင်လာဆိုရင် make fan of အဲ့ဆိုရင်ငါ့ကိုမလောင်နဲ့ဆိုရင် don't make fan of don't make fan of me ခြားသူတွေမလောင်လဲဆိုရင် don't make fun of others အင်္ဂလိပ်စကားပြောအမြန်တိုးတက်ခြင်းနဲ့ဆိုရင်နံပါတ်1မရှက်မကြောက်ပြောရမယ်နံပါတ်2ကိုယ့် level နဲ့ကိုင်ရရဲ့စကားပြောဝါကြလေးတွေကိုများများလေ့လာပြရမယ်နော်ကိုက basic level ကနေပြောမှစလေ့လာနေဆိုရင်ဒီလိုမျိုးအတိုလေးတွေကနေရင်းစလေ့လာမယ်နော်ဟုတ်ပြီကြည့်ကြအောင်အရင်ဆုံးအကျော် short လေ့ကျင့်ခံမလုပ်ခင်လေအရင်ဆုံးအကျော် short ခိုင်းတာအဲ့လိုအကျော် short အင်္ဂလိပ်လိုဘယ်လိုပြောလဲ stretch S T R E T C H stretch first f i r s t first stretch fast အရင်ဆုံးအကျော်လျှော့ lay wait where three are where where gloves g l o v e s gloves wear gloves ဒါဆိုရင် lay wait လို့ပြောနော် wear gloves ငါအနားမှာနေအဲ့လိုပြောင်း stay close to me လာကလေးလေးလေးလူကွဲသွားမှာဆိုလို့ငါနားလေးကတ်နေဆိုရင်ဘယ်လိုပြောလဲ stay close to me. nga na ma ni stay close to me. ဈေးဝယ်စရင်လောက်အဆိုရင် make a s h o p p i n g shopping l i s t list make a shopping list ဟလာဈေးဝယ်စရင်လောက်စီဖြည့်အဲ့လိုမျိုးစီဖြည့်တာကို fill the tank please fill the tank please ဟလာ fill the tank စီဖြည့်ပါလို့ပြောတာနော်စပွဲရှင်းစပွဲရှုံနေဆိုရှင်းလား clear the table clear the table 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 clear the table ကျေးဇူးလို့ပြောဟလာ goodbye လို့နှုတ်ဆက်အဲ့လိုမျိုးပေါ့နော် say thank you say hi အဲ့လိုပြောရနော် say thank you say thank you ဒါဆိုရင်ကျေးဇူးလို့ပြောပါပါနော် say thank you ဖုန်းအသွင်းမင်းရဲ့ဖုန်းအသွင်း charge CCRG charge your phone. Charge your phone. Me a phone. I think. I might be it. take out the trash. Take take. Throw out the garbage. I love you know. Take out the trash. T R A S H trash. Take out the trash. I might be. Casa no. Casa no say. Start. S D A R T. Start the car. I say. Casa no. I love you No. ဟုတ်လားကာဆနိုဗာ start the car ဟုတ်ပြီအဲ no နဲ့စားတဲ့စကားစုလေးလေးလေ့လာကြအောင်နော် no picking flowers no picking flowers ဒါဆိုရင်ပန်းမခူးရလို့ပြောနော်ဒီညာ pick ကခူးတော့ပြောနော်ဟုတ်လား no picking flowers ဆိုရင်ဒါပန်းမခူးရပန်းမခူးရအဲ့လိုပြောနော်ပန်းမခူးရ no feeding the fish no feeding the fish ဒါဆိုရင်ငါးတွေကို asa majuia alo biwa no asa majuia no feeding the fish ngar khu no running on the stairs aso yin hle ga bo ma pye ya stairs so ga da hle no hle ga no running on the stairs aso yin hle ga bo no bringing outside food outside food ဆိုပြင်ပအစားအစာပေါ့ဗျာနော်ပြင်ပအစားအစားအဆိုရင် no bringing bringing ဆိုယူလာ no bringing outside food ဆိုရင်ဒါပြင်ပအစားအစာမယူယူမလာရနောက်တစ်ခု no riding scooters here ဒီမှာ scooter မရှိရဘူးလို့ပြောချင်တာ no riding scooter no riding scooters here နောက်တစ်ခု no littering on the beach ကမ်းခြေမှာ အမိုက်မပြေရအမ littering ဆိုအမိုက်ပြေတာ no littering ဆိုရင်အမိုက်မပြေရ on the beach ကမ်းခြေမှာ no hanging clothes here ဒီမှာအဝတ်မလန့်ရ hanging ဆိုလန့်တာပဲအဝတ်တွေပဲချိန်လန့်တာပဲเนาะ no hanging clothes here ဒီမှာအဝတ်မလန့်ရ no sleeping on duty တာဝန်ချိန်မှာ on duty ဆိုတာတာဝန်ချိန်မှာမအိပ်ရ no taking pictures take pictures တပ်ပုံရိုက်တယ် no taking pictures ဆိုရင် double မရရ no cutting in line no cutting in line ဆိုရင်တန်းစီနေတာကိုကြားပြတ်မဝင်ရလို့ပြောချင်တာเนาะ no cutting in line ကြားပြတ်မဝင်ရတန်းစီတာကြားပြတ်မဝင်ရဟုတ်ပြီအဲ့ဆိုရင်ဗမာလိုဝါကြတချောင်းပြောမယ်အင်္ဂလိပ်လို common မှာဖြည့်ကြည့်ပါအောင်เนาะဆေးလိပ်မတောက်ရအဲ့ဆိုရင်အင်္ဂလိပ်လို့ပြောရအောင် common မှာဖြည့်ကြည့်မယ်เนาะဟုတ်ပြီပို့ပြီးမှမိတော့နောက်တစ်ခါလောက်ဆိုကြ no picking flowers တမ်းမခုရ no feeding the fish ငါတွေကိုစားမကြွေးရ no running on the stairs လေကားပေါ်မပြေးရ no bringing outside food ပြမစားစားယူမလာရ no riding scooters here ဒီမှာ scooter မရှိရဘူး no littering on the beach ကမ်းခြေမှာအမိုက်မပြေးရ no hanging clothes here ဒီမှာအဝတ်တွေချိန်မလန့်ရ no sleeping on duty တာဝန်ချိန်မအေးရ no taking pictures တပ်ပေါ်မရရ no cutting in line တန်းစီနေတာကိုကြားဖြတ်မဝင်ရ and နားလည်းမထင်ပါဘူးเนาะဒီကိစ္စအကျိုးရှိဆိုရင် comment yes လို့မှတ်ပေးပါเนาะဒီနေ့တော့လာပြီ that's all for today thanks for watching bye bye